ကျွန်တော်တနေ့ကဒီဗီဒီယိုတင်တယ်ဒီဗီဒီယိုမှာက English speaking ကိုအခမဲ့ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတာကိုပြောပြပေးတယ်ပြီးတော့ English speaking ပြောဖော်တွေကိုဘယ်လိုရှားရမလဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးထားတယ် application သုံးတဲ့နည်းတွေကိုပါပြောပြပေးထားတယ်အကောင့်ဖွင့်နည်းတွေပြောပြပေးထားတယ်ဒါပေမဲ့ဒီ application စသုံးတဲ့လူတွေကကျွန်တော်ကိုပြောတဲ့အခါမှာဆိုရင်သူတို့ကဒီ application သုံးတယ်သုံးတယ်ဆိုပေမဲ့သူတို့သွားပြီးပြောဖို့စူးစမ်းတဲ့အခါမှာဆိုရင် တစ်ဖက်လူပြောတာတော့နားလဲတယ်သူတို့အနေနဲ့ပြန်ပြောရတော့ခက်တယ်ပြန်ပြောဖို့လန့်နေတယ်ဘာပြန်ပြောမှမသိဘူးအဲ့လိုပြဿနာလေးတွေရှိကြောင်းကျွန်တော်ကိုစာပို့လာတယ် message ပို့လာကြတယ်ဆိုတော့ဟုတ်တယ်အဲ့တော့ဒီပြဿနာကိုဘယ်လိုရှင်းလို့ရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ် okay လွယ်လွယ်လေးပါပဲရှင်းဖို့ဆိုရင် okay ကိုကဒီလိုမျိုးလူတွေနဲ့တရက်ကြီးချက်ချင်းစကားပြောဖို့ကိုကိုအစင်သက်မဖြစ်သေးဘူးလို့ယူဆတယ်။ဆိုရင် လောက်အောင်မဲ့ညီအများကြီးရှိတယ်။အဲအများကြီးကြီးထဲကမှကျွန်တော်ပထမတစ်ခုကိုဒီဗီဒီယိုမှာပြပြပေးထားတယ်နော် shadowing technique ကိုသုံးပြီးတော့ဘယ်လိုမျိုးတယောက်ထဲဘယ်သူနဲ့မှစကားမပြောဘဲနဲ့လေ့ကျင့်လို့ရမှာလဲဆိုတော့ဒီဗီဒီယိုပြပြပေးထားတယ်။ Okay ဒါလေးကိုအရင်ဆုံးကြည့်လိုက်ပါနော်။ဒါပထမတစ်နေ့အခုဒီဗီဒီယိုပြပြမဲ့ညီကတော့ပို့ပြီးတော့ခင့်မိတယ်။ပို့ပြီးတော့ခင့်မိတယ်။ပို့ပြီးတော့ ပိုကောင်းမယ်ပိုပြီးအဆင်ပြေမယ်တယောက်တည်းလေ့ကျင့်ရှင်တဲ့သူတွေလူတွေနဲ့တိုက်ရိုက်စကားပြောဖို့ကိုလက်နေသေးတဲ့လူတွေအရင်ဆုံးကိုကိုတယောက်တည်းထိုင်ပြီးလေ့ကျင့်ရှင်တဲ့လူတွေအတွက်ပိုပြီးအဆင်ပြေမယ်အပြန်အလှန်လေးလည်းဖြစ်တာမျိုးပေါ့အမ်โอเคအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ဒီဗီဒီယိုပြပြပေးမယ်ဘာကိုသုံးရမလဲဆိုတော့ AI ကိုသုံးရမယ် AI AI ကျွန်တော်ဒါကိုသုံးရမယ် โอเค AI ကိုသုံးပြီး speaking လေ့ကျင့်လို့ရတယ်ဒီခက်ဗျာเนาะ AI နဲ့ပေါ်နေတဲ့ခက်မှာ AI ကိုသုံးပြီး speaking စာပြီးတော့လေ့ကျင့်ပါ AI နဲ့သုံးပြီးပြောရဆိုရင်တည့်အတိုင်းပဲเนาะ AI ဆိုတာကအကုန်တိအကုန်တက်တတဝါတွေโอเคအဲ့ဆိုတော့ AI ကိုကျွန်တော်သုံးတယ် AI နဲ့ပြောရဆိုရင်ကိုကကိုပိုင်ဆရာတယောက်ရလိုက်တလို့မျိုးလဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအကုန်တိအကုန်တက်တယ်လေဗျာ နော်ကျွန်တော်တို့ထံတည်တဲ့ကောင်းတယ်အဲဆိုတော့ကိုကဘာပဲတည်ချင်းတည်ချင်းအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့အတန်ထွက်တည်ချင်တာပဲဖြစ်ဖြစ် grammar တည်ချင်တာပဲဖြစ်ဖြစ် vocabulary တည်ချင်တာပဲဖြစ်ဖြစ်အကုန်မေးလို့ရတယ်ဆရာတယောက်ကိုအလကားအခမဲ့ရမယ်โอเคပြီးတော့နောက်ထပ်ကောင်းတာတစ်ခုက AI ကိုသုံးပြီးစကားပြောရဆိုရင်တငယ်ချင်းတယောက်လိုမျိုးပြောရှင်တာပြောလို့ရတယ်တငယ်ချင်းတယောက်လိုမျိုးကိုက ရလိမ့်မယ်အင်္ဂလိပ်လိုမျိုးပြောချင်တာပြောလို့ရတငယ်ချင်းတယောက်ရသွားလိမ့်မယ်ကဲအဲ့လိုဒီလိုမျိုးတွေရအောင်အခမဲ့လေဖြစ်အောင်ပတ်စံတပြားမှလည်းမကုန်အောင်ဘယ်လိုလုပ်ရမလဲလွဲပါတယ်ဒီ application တတတတဒါလေးလုပ်မယ်เนาะ Gemini လို့ခေါ်ရဲဒီ application ကို download ကျွန်တော် Play Store ရှိတယ် Play Store မှာရှိတယ် App Store မှာရှိတယ်ရှာမတွေ့ဘူးဆိုရင်ကျွန်တော် comment မှာ link ချတာပေးမယ် YouTube video comment မှာ link ချပေးတာလေ အဲ့ဒီတောင်းလိုက်နော်ဒီ Gemini လေးတောင်းလိုက် Gemini တောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ Gemini နဲ့မှာဒီလိုမျိုးအတန်လေးနဲ့ပေါ့ AI နဲ့အတန်နဲ့ကိုယ်နဲ့တိုက်ရိုက်စကားပြောလို့ရတယ်စာရိုက်မှမဟုတ်ဘူးစာရိုက်ပြင်ဖို့ကောင်းတယ်အတန်နဲ့တိုက်ရိုက်ပြောလို့ရတယ်โอเคအဲ့တော့ Gemini ကိုတောင်းကြည့်ပါ Gemini အရင်ကောင်းတယ်ဒီ Gemini ကိုတောင်းပြီးသွားရင်ဘလိုမျိုးတော့ပြောလို့ရမလဲဘယ်နှတော့ပြောရမလဲအကောင့်ဘလိုဖွင့်ရမလဲကျွန်တော်ပြောပြပေးမယ်โอเค ဆိုရင်ပထမဆုံးတစ်ခုလိုအပ်ချက်ရှိမှာကဖုန်းလိုမယ်ဖုန်းတော့လိုတိုင်းရှိတယ်ဆိုရင်စင်ပြွားရနောက်ခုလိုမှာကဒီ Gemini application လိုမယ်ပြီးရင်ကျွန်တော်တို့ Google account တစ်ခုလိုမယ် Google account တစ်ခုဒါကတော့လိုတိုင်းမှာရှိမှာပါနော်ဒီသုံးခုပဲလိုတယ်ပြီးရင်အခမဲ့ AI နဲ့အပြောသွားလိမ့်ခြင်းလို့ရပြီကဲဟုတ်ပြီဆိုတော့ဒီ Gemini ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်အခုပြပေးမယ်โอเคဆိုတော့ Gemini ကိုကျွန်တော်ဘယ်လိုတောင်းအောင်မလဲပြပေးမယ်เนาะ ဂျမနိုင်က Play Store လေးသွားလိုက် iPhone ကိုင်လေဆိုလဲ App Store မှာရှိမယ်ပေါ့ Okay ကျွန်တော် Play Store လေးရောက်ပြီဆိုရင် search bar ထဲမှာ Gemini လို့ရှာလိုက်အဲဆိုရင်ဒီမှာကျွန်တော်ကျယ်ပုံလေးနဲ့တွေးလိုက်မယ် Install တင်လိုက်ပေါ့ဗျာ Install တင်လိုက်ရဆိုရင်ရလိုက်မယ် Okay ဆိုတော့ဘယ်တော့မှမရှိဘူးဘယ်တော့မှမရှိဘူး Google Gemini ဆိုတော့ Google ထုတ်တာဆိုတော့ သူပေးတဲ့အဖြေရက်လည်းတော်တော်များများတည်ကြမှုရှိတယ်။ Okay. So Gemini နဲ့ဝင်လိုက်ပါဗျာ။ဝင်ပြီးသွားပြီဆိုရင်ဒါတော့ကျွန်တော်အကောင့်ဖွင့်ပြီးသွားပြီ။ Okay. သူအကောင့်ဖွင့်ဖို့ကဘာမှမခက်ဘူး။ကျွန်တော်ဒီရဲ့ Google account ရှိရဆိုရင်လူတိုင်းဝင်လို့ရပြီ။ Google account ရှိရဆိုရင်ဝင်လို့ရပြီ။ Okay. အစောကျော်ဒီမှာဆိုရင် Google account တစ်ခုရွေးလိုက်မယ်နော်။ English Only T ရွေးလိုက် ဟမ်ရွေးလိုက်ပြီးသားပြီဆိုရင်ဒီမှာဒီတောင့်လေးမှာတွေ့ရနော်ဒီတောင့်လေးမှာကျွန်တော်တို့အောက်ကစာရေးတဲ့အပိုင်းလေးမှာဆိုရင်ဒီအောက်ကအပိုင်းလေးအဲဒီညာဘက်တောင့်ကဒီဟာလေးကျွန်တော်တို့မိုက်ခရိုဖုန်းရဲ့ဘေးကဟာလေးနှိပ်လိုက်နှိပ်လိုက်ရင် train ဆိုပေါ်လာပြီโอเคကျွန်တော်ဒီမှာမပြောပြသေးဘူးဘာလို့လဲဆိုတော့ဒီအပိုင်းမှာဆိုရင်သူ့အတန် recording လုပ်လို့မရအောင်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်အောင်ပြောပြပေးမယ်โอเคအခု จะมาในเพื่อนอะไรบีพิมพ์มีเจ้าตัวจี๋ Hello hi. hi I'm doing well Thanks for asking What are you working on today Right now I want to practice my English speaking skill So can you help me I'd be happy to help you practice What would you like to discuss we could talk about your favorite hobbies or perhaps something you're looking forward to. Right now, I want to talk about what do I do in my free time. That sounds great. What do you like to do in your free time? I like to read books and I like to make videos. Even right now, I am making video for my followers and subscribers on YouTube, TikTok, Facebook. Uh, how to use Gemini to practice their English speaking skill. So is it possible for them to practice with you? Yes, absolutely. Gemini is a great tool for practicing English conversation. Your followers can use it to improve their fluency, pronunciation, and vocabulary. They could even role play different scenarios okay great. Uh, so, uh, can they practice with you even they have uh, basic English? Like uh, some of them, they are in basic. Uh, some of them, they are studying English. Practice. So, can they practice with you? Yes, Gemini can be helpful for learners. So can they practice their English with you even they are in basic level or pre-intermediate level? So can you understand when they make grammar mistakes, pronunciation mistakes or something? Yes, Gemini can understand and respond appropriately even if they make grammar or pronunciation errors. It's designed to be helpful for learners at all levels, providing corrections and feedback in a supportive way. Yeah, okay. Uh, so right now I want to know the meaning of the meaning and the usage of elaborate. How can you explain that to me? Elaborate means to explain something in more detail, it's like adding more information to make something clearer or easier to understand. For example, if someone asks you to elaborate on your travel plans. Sounds great. Okay, so nice talking to you. Bye bye. See you. It was nice talking with you too. Goodbye. just like that it's very easy okay so please do that တွေ့ရနော်လွယ်လွယ်လေးပဲအရင်မိုက်တယ်ကျွန်တော်တို့ဒီ AI နဲ့အပြန်လည်ပြောလေးချင်းကိုမသိဒါရှိရင်သူ့ကိုမေးကိုယ့်ရဲ့နေ့အကြောင်းလေးတွေကိုကြည့်ခဲ့တဲ့စကားအကြောင်းဖြစ်ဖြစ်ကိုပြောရှင်တဲ့ဘယ်အကြောင်းအရာဘယ်ဖြစ်ဖြစ်သွားပြီးပြောလို့ရတယ် okay သွားပြီးပြောပြောရှင်တယ်ပြောလို့ရတယ်ကိုကဥမာသူ့ကိုကပြောလိုက်လို့ရတယ် I want to speak sorry I want to practice my English speaking skill so how can you help me ဒီလိုမျိုးတွေတော့ပြောအဲ့ဆိုသူက response ပေးလာမယ် hobby အကြောင်းပြောရှင်လားဝါသနာအကြောင်းပြောရှင်လားကိုယ့်ရဲ့မိသားစုအကြောင်းပြောရှင်လားကိုယ့်အကြောင်းကိုပြောရှင်လားနော်ပြောရှင်တာပြောလို့ရတယ်အဲ့တော့ကိုပြောတဲ့အပေါ်မူဒီမျိုးသူကလည်းတုံ့ပြန်တာဖြစ်တဲ့အတွက်တုံ့ပြန်ပြီးမိကုံးလေးဆက်မေးလာလိမ့်မယ်အဲ့ဒါဆိုရင်ကိုကမိကုံးလေးနားထောင်ပြန်ပြီးဖြေ AI ဖြစ်တဲ့အတွက်ဆက်ပြန်နော် AI ဆိုတော့ဆက်လူမဟုတ်ဘူးအဲရန်ကြီးစိတ်တဲထားရမလို့ဘူးလန့်စရာလည်းမလိုဘူးပြောချင်တာပြောလို့ရတယ် ပိုကောင်းတာဗာလဲဆိုတော့ကိုပြောချင်တာပြောရဲ grammar မမှန်ဘူးအတန်ထွက်မမှန်ဘူးဆိုရင်တော့မှအဲ့ကောင်တွေကနားလေတယ်နော် AI ကအဲ့လောက်ကျွမ်းတယ် okay ဆိုတော့ AI ကိုစပြီးသုံးပြီးလေ့ကျင့်မှာ AI ကိုသုံးပြီးလေ့ကျင့်တာလို့အပြန်လန်ပြောတာတွေကိုကများလာပြီဆိုရင်အပြောလေ့ကျင့်ဘယ်လိုရမလဲပါဇက်ပြောချင်းရှိလာပြီပြောချင်းရှိလာပြီဆိုတော့လူတွေတိုက်ရိုက်ပြောတယ်ဆိုလဲကိုကအစိမ့်ဖြစ်သွားပြီဘာဖြစ်လို့လဲဟုတ်မလား ဆိုတော့ AI ကလည်းပြောတယ်ဆိုတော့ကိုကလည်း listening ရတယ်ကိုကလည်းပြောတယ်နားထောင်တယ်ပြောတယ်ဆိုတော့အလေးအကျင့်ရလာတော့လူတွေနဲ့ပြောဖို့ကိုကမကြောက်မလန့်မရှိတော့ဘူးโอเคဆိုတော့ AI နဲ့တနေ့ကိုတနာရီဖြစ်ဖြစ်နှစ်နာရီဖြစ်ဖြစ်အားသလောက်လေ့ကျင့်ပါဒါလို့ဆိုရင် English speaking နဲ့ showing ဆိုတိုးတက်သွားလိမ့်မယ်โอเค so ကြိုးရှိရဆိုတာကျွန်တော်ယုံကြည်ပါတယ်လုပ်မယ်ဆိုတာလည်းယုံကြည်ပါတယ် Okay, so bye bye. နောက်တဲ့ video ပြန်တွေ့ရအောင်။ကျွန်တော်ကတော့ရဲတူတာအောင်ဖြစ်ပါတယ်။